နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့တနင်္သာရီညနယ်ကဂျေးလက်ဒေတာတွေကိုစစ်ကောင်စီတပ်ကစားတော့ကုန်တည်ယူခွေ လုံးဝကန့်တန့်လိုက်တာနှစ်လနေပါရှိလာပါပြီ။ဖြက်လေးဖြက်စနစ်ကျစ်တုံးပြီးပိတ်ဆို့ဖြတ်တောက်ထားတာကြောင့်ဒေတာရင်းမှာစံနဲ့စားတော့ကုန်ပြက်လူနေပါဖြစ်နေပြီလို့ဒေတာခန်တွေကဆိုပါတယ်။ ြီးခဲ့လာကစားလို့မြင်းမျိုးအထွက်ကဂျင်းနန်းတိုင်တတာစစ်ကောင်စီဂိမ်းမှာတနင်္သာရီမြို့နယ်ထဲကဂျီလက်ဒေသတွေကိုတင်ပို့မဲ့စားတော့ကုန်တင်ကဈေးကားနဲ့ဈေးဆိုင်ကယ်တွေကိုစစ်တပ်ကစတင်ဖမ်းဆီးခဲ့တာပါတနင်္သာရီမြို့ပေါ်မှာဆာယဖရဲ့ထောက်ခံချက်နဲ့ဆံဝယ်ယူခွင့်ပေးထားပေမဲ့ဂျင်းလက်ဒေသနေလူနည်းစုသာတွားရောက်ဝယ်ယူနိုင်ကြပြီးအများစုကတော့ဝယ်ယူဖို့မတက်တာတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ် ဒါကြောင့်မို့တနင်္သာရီမြို့နယ်ကျေးလက်ဒေသနေပြည်သူတွေဟာဒေသထွက်ဆန်တဲ့ Okinawa ဆန်ကို အစစ်စစ်တည်ယူရောင်းဝယ်နေကြရပြီးဈေးနှုန်းလည်းအဆမတန်မြင့်တက်လာတယ်လို့ဆိုပါတယ်။